ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကိုယ်တိုင်မသိလို့ပဲဖြစ်ဖြစ်သိလို့ပဲဖြစ်ဖြစ်လုံးမိနေတဲ့အရာလေးတခုရှိတယ်ပေါ့နော်အဲ့ဒါကရွေးချယ်မှုတွေပေါ့နောက်တစ်ခုရှိတာကရွေးချယ်လိုက်လို့ရလာတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလက်ခံမှုပြီးရင်တာဝန်ယူဖို့ဆိုတဲ့အရာတွေလည်းသတိထားဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ကဒီနေ့စဉ်မှာကျွန်တော်တို့မသိလိုက်ဖြစ်တဲ့ရွေးချယ်တဲ့အရာတွေရှိတယ်တိတိနဲ့ရွေးချယ်လိုက်တဲ့အရာတွေရှိတယ်အဲ့လိုရွေးချယ်လိုက်လို့ပြန်ရတဲ့အရာတွေကလည်း ကိုလိုချင်တဲ့အရာကြီးလည်းပါလာတယ်ကိုမလိုချင်တဲ့အရာကြီးလည်းပါလာတယ်အဲ့တော့ကိုလိုချင်တဲ့အရာကြီးပါလာတာကပြဿနာမရှိပေမဲ့ကိုမလိုချင်တဲ့အရာကြီးပါလာတဲ့ခါကျရင်ကျွန်တော်တို့ကစိတ်ညစ်သွားကြတယ်ပြီးလို့ရှိရင်ဒါရီကိုလက်မခံကြကြဘူးပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ ဒီလိုအရာမျိုးတွေမဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ရွှေစရွေးချယ်ကြတဲ့ကတတိရှိရှိနဲ့တေချာရွေးချယ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်ရွေးချယ်မှုတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်ကျွန်တော်ချမ်းသာနေတဲ့သူတွေကလည်းအကြောင်းမဲ့တသက်ချမ်းသာနေတာမဟုတ်သလိုဆင်းရဲနေတဲ့သူတွေကလည်းအကြောင်းမဲ့တသက်ဆင်းရဲနေတာမဟုတ်ဘူးပေါ့နော်ဘာကြောင့်ဘဝတွေကမတူညီကွဲပြားခြားနားနေရတာလဲဆိုတော့ကျွန်တော်ရွေးချယ်မှုတွေအကြောင်းပဲပေါ့အဲ့တော့ရွေးချယ်တဲ့အခါမှာကျွန်တော်နှစ်မျိုးရှိတယ်ပထမတစ်ခုကကျွန်တော်တိတိနဲ့ရွေးချယ်တာနဲ့ကျွန်တော်မတိလို့ရွေးချယ်နေရတယ်ပေါ့နော်ကျွန်တော်တိလို့ရွေးချယ်တာပဲဖြစ်ဖြစ်မတိဘဲနဲ့ရွေးချယ်မိတာပဲဖြစ်ဖြစ်ကျွန်တော်ရလာတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ ဒါကိုလက်ခံတက်ဖို့ရဲ့ပြင်တောင်ယူတက်ဖို့ရဲ့အရေးကြီးတယ်ပေါ့နော်ဥပမာကျွန်တော်လူနှစ်ယောက်ရှိတယ်ပရမတ်တယောက်ကကြတော့သူ့အမြင်တိုင်းသူကအမြင်နဲ့တက်ကြွနေတယ်ပျော်ရွှင်နေတယ်နောက်တစ်ယောက်ကကြတော့သူကမှိုင်းပြီးတော့မပျော်မရွှင်ဖြစ်နေတယ်ဘာကြောင့်လဲအဲ့တော့ပျော်ရွှင်နေတဲ့သူတယောက်မှာသူ့မှာဘဝရဲ့ပြဿနာအခက်အခဲကြီးမရှိလို့လားသူ့မှာလည်းရှိတယ်အဲ့လိုမပျော်မရွှင်ဖြစ်နေတဲ့သူရဲ့ဘဝမှာပြဿနာအခက်အခဲဆိုတာရှိတယ်ဒါဆိုဘာကြောင့်သူတို့နှစ်ယောက်ကဟိုမတူညီရတာလဲပေါ့နော်။ဘာကြောင့်လဲဆိုရွေးချယ်မှုကြီးအကြောင်းပဲပေါ့နော်။အဲ့တော့ကျွန်တော်တို့ရဲ့ဘဝတွေကတောင်းနှစ်တရားမတူညီဘူး။ ဘဝရမတူညီဘူးဆိုတာမှန်ပေမဲ့တူညီတဲ့အရာတစ်ခုကကျွန်တော်ရဲ့ဘဝမှာပြဿနာရအခက်ခဲရှိတယ်။နောက်တစ်ခုကဘယ်သူမှမသိဘဲနဲ့ကျွန်တော်တိုက်ပွဲဝင်နေတဲ့တိုက်ပွဲဆိုတာရှိတယ်။ဒီရိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုဆက်လုပ်မလဲ၊ဘာလုပ်မလဲဆိုတဲ့ရွေးချယ်မှုတွေကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တိလို့ရွေးချယ်တာပဲဖြစ်ဖြစ်မတိလို့ရွေးချယ်တာပဲဖြစ်ဖြစ်ဒီရွေးချယ်ပြီးတော့ရလာတဲ့အရာတွေနဲ့ပတ်သက်ပြီးကျွန်တော်လက်ခံရမယ်ပြီးရင်တောင်းယူရမယ်ပေါ့နော်။ဆိုတာအရေးကြီးတယ်ပေါ့နော်။ ကျွန်တော်ရွေးချယ်မှုတွေမှာအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဥပမာဒီနေ့ကျွန်တော်ဖြတ်သန်းနေရနေစဉ် live မှာဆိုလို့ရှိရင်ကျွန်တော်ဒီနေ့တရက်တောင်ဘယ်လိုဖြတ်သန်းမလဲပြီးရင်ကျွန်တော်အနာဂတ်မှာကိုကဘယ်လိုလူမျိုးဖြစ်ချင်တယ်ဒါတွေရွေးချယ်လို့ရတယ်ပြီးရင်မနေ့ပြန်ဘာလုပ်ချင်လဲပြီးရင်ဒီအလုပ်နောက်အလုပ်ဘယ်လိုလူမျိုးတွေတွေ့ချင်တယ်ဘယ်လိုမျိုးလုပ်ချင်တယ်ဘယ်လိုမျိုးရှင်းတဲ့နေထိုင်သွားချင်လဲဆိုတာတွေကရွေးချယ်မှုတွေပဲကိုကဘယ်ပညာတက်ချင်တယ်ဘာလုပ်ချင်တယ်ဆိုတာရွေးချယ်မှုတွေပဲအဲ့တော့ဒီနေ့ဘာစားမလဲဘယ်သွားမလဲဆိုတာဒါတွေရွေးချယ်မှုတွေပဲပေါ့နော်အဲ့တော့ရွေးချယ်တဲ့အခါကျတော့ရှင်ကျွန်တော်ရွေးချယ်မှုရလာတဲ့အရာတွေက ကိုမလိုချင်တဲ့အရာတွေကိုနည်းနည်းပါလာပြီးတော့ကိုလိုချင်တဲ့အရာတွေပဲရလာဖို့ဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်တဲ့အခါမှာတတိရှိရှိအတိရှိရှိရွေးချယ်ပြီးတော့လုံမိနေဖို့ဆိုတာကိုကျွန်တော်ဒီနေ့မှလာပြောပြရပဲလာပြောပြရပဲဖြစ်ပါတယ်ဒါလေးလာပြောတာပါ